တန်ငယ်ချင်းများအားလုံးမင်္ဂလာပါ Food BKK Channel မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါမှာတော့မြင်းခွက်ရဲ့တုပ်လေးကျွန်တော်တို့တုပ်စားကြမယ်နော်မြင်းခွက်ရာဆိုရင်တော့ဖြစ်မျက်စိအားလည်းကောင်းစေသလိုတွေးတိုးတာတွေလည်းပျောက်စေပါတယ်နော်ဒါကြောင့်ကြာကြတဲ့တန်ငယ်ချင်းလေးလိုက်ပြီးတော့တုပ်စားကြည့်ကြည့်နော်ပထမအဆုံးကျွန်တော်ဒီနေရာမှာမြင်းခွက်ရဲ့အစီကြီးပေါ့နော်ကျွန်တော်ဒဇီးကိုကျွန်တော်တုံးပါတယ်နော်ဒါကတော့ကျွန်တော်မြန်မြန်လေးစားမှဖြစ်တဲ့အတွက် မြင်းခွာရောကျွန်တော်ဒီနေရာမှာတစ်စီးလုံးကျွန်တော်တုံးပါတယ်เนาะကျွန်တော်မြင်းခွာရဲကိုအရင်ကြိုက်ပါတော့เนาะမြင်းခွာရဲတုံးဆိုလို့ရှိရင်ကျွန်တော်အရင်ကြိုက်ပါတယ်ပြီးရင်ကျွန်တော်ကဒီနေရာမှာခရမ်းချင်းသီးလေးမှာနည်းနည်းစားချင်တာဖြစ်တဲ့အတွက်ခရမ်းချင်းသီးလေးကိုကျွန်တော်ဒီနေရာမှာပပလေးကျွန်တော်လီးထားပါတယ်เนาะတကယ်လို့မထည့်ဘူးဆိုလို့ရှိရင်လည်းဘာမှဖြစ်ပါဘူးเนาะဒါလေးကတော့အစောကကျွန်တော်တို့မြင်းခွာရဲပပပပလီးထားတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ ကျက်သွန်ဒီတလုံးထဲပါမယ်ခရမ်းကြီးဒီပပပါလီတာထဲပါမယ်ပြီးရင်ငရုတ်ဒီစိမ့်ပေါ့နော်ပပပါပါလီတာကျွန်တော်ဒီမှာထဲပါမယ်နော်မြေဘဲဆန်ထဲပါမယ်နော်ဒီမင်းစံကကျွန်တော်ဒီနေရာမှာနှစ်စုံတော့ကျွန်တော်သုံးပါတယ်เนาะပြီးရင်ဒါကြတော့ပစုံចောင်းမုတ်ဖြစ်ပါတယ်เนาะပစုံចောင်းမုတ်တော့ကျွန်တော်ဒီနေရာမှာအနည်းငယ်သုံးပါတယ်ပြီးရင်ကျက်သွန်ညိုထဲပါမယ်เนาะကျွန်တော်ကကျက်သွန်ညိုကိုကျွန်တော် ready made အထုပ်လေးကျွန်တော်သုံးထားပါတယ်เนาะ ပြီးရင်ကျွန်တော်ဒီနေရာမှာအရသာမို့အနည်းငယ်ထည့်ပါမယ်။ပြီးရင်ငန်းပြရည်အနည်းငယ်ထည့်ပါမယ်နော်။ပြီးရင်တံမြာဒီညှစ်ထည့်ပါမယ်။တံမြာဒီကကျွန်တော်ဒီနေရာမှာခက်ချစ်ချင်းလေးစားချင်တာဖြစ်တဲ့အတွက်တစ်လုံးကျွန်တော်ညှစ်ထည့်လိုက်ပါတယ်နော်။ပြီးရင်ဒါကတော့စီချက်ဖြစ်ပါတယ်။ ပြင်းအားလုံးကိုပေါ့နော်ကျွန်တော်တို့ရောပြီးတော့နေပေးပါနော်ခဏနာလေးနေပေးပါကျွန်တော်ရဲ့ Facebook page Facebook page မှာဟင်းချက်နေလေးတွေအများကြီးတင်လာတာဖြစ်တဲ့အတွက်တကယ်လို့တငယ်ချင်းတွေဟင်းချက်စားခြင်းတွေဆိုလို့ရှိရင်ပေါ့နော်ဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်နော်ကျွန်တော်ရဲ့ channel လေးကိုလည်း follow လေးတွေနှိပ်ထားပေးကြပါဦးနော် YouTube မှာလည်းကျွန်တော်တင်လာတာဖြစ်တဲ့အတွက် YouTube မှာ Fubikiki ဆိုပြီးတော့ရိုက်ရှာလို့လည်းရပါတယ်เนาะ ဒီနေရာမှာအဖို့အငံကတော့ကိုလိုသလိုထည့်ပါเนาะကျွန်တော်ဒီနေရာမှာစားမသုံးလားပါဘူးเนาะစားသုံးလိုက်လို့ဆိုလို့ရှိရင်ငံပြာရည်နဲ့ဆိုတော့အရန်ငံသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာစားမသုံးမဲနဲ့စားအစားငံပြာရည်ပဲကျွန်တော်သုံးထားပါတယ်เนาะသူ့ကိုဒီဘူဒီဟင်္ကာလေးနဲ့ပဲဆက်စားဒီတခြားဟင်းချိုလေးနဲ့ပဲဆက်စားအရန်ရတာရှိပါတယ်နောက်ဆုံးမှာကျွန်တော်ဒီနေရာမှာကျက်တော့အနီကျော်လေးကျွန်တော်အပေါ်ကနေဖြူးထည့်လိုက်ပါတယ်เนาะ မြင်ခွာရရဲ့ကောင်းကျိုးတွေသိတယ်ဆိုလို့ရှိလို့ရှိရင်လည်းဒီရဲ့ဗီဒီယိုရဲ့ comment မှာမျှဝေပေးပါဦးနော်ဒါလေးကအရင်အရသာရှိတဲ့မြင်းခွာရဲ့တုတ်လေးပဲဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တငယ်ချင်းတယောက်ကြည့်တိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။